ဆိုတော့မနေ့ကကျွန်တော်တို့ဟို if ပေါ့နော် if english လို့ပြောတော့ if ပေါ့အဘမာလိုကတော့တကယ်အကယ်ရေးပေါ့နော်တကယ်လို့များပေါ့တကယ်လို့များတကယ်လို့များဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြခဲ့ကြတယ်ပေါ့နော်တကယ်လို့များသူဟိုပုံမှန်လို့လုပ်နေမှာတကယ်လို့များတခုဖြစ်ရင်ဘာလို့ပါဆိုတဲ့ဆိုတော့ if ပေါ့အဲ if ကိုကျွန်တော်စပြီးတော့ဟို if အကြောင်းစပြောခဲ့ကြတယ်ပေါ့နော်အဲသူကဘယ်မှာရှိရလဲဆိုတော့ ဒီထိန်းချုပ်တဲ့မှာပေါ့ထိန်းချုပ်ဆိုတဲ့အထက်မှာရှိတာအဲ့တော့အကယ်၍ဘာဖြစ်တာမှန်ရင်ဘာလုပ်ပါပေါ့အဲ့တော့မနေ့ကကျွန်တော်ဆက်တဲ့ program လေးကကျွန်တော်ကအလံအစိမ်းလေးကိုကောင်းဆောင်ထဲမှာတွတ်မယ်ဒီအလံအစိမ်းလေးနှိပ်ခံတဲ့အခါမှာပြီးတော့ကျွန်တော်ကဟိုထာဝရဘတ်အာထာဝရကွင်းဘတ်ထဲကိုထည့်လိုက်တယ်ပြီးတော့ ပြီးတော့ကျွန်တော်တို့ကဒီစမ်းတယ်ပေါ့နော်ထောက်လန်းတွေကအကယ်၍အညွန်တန်ကိုထည့်နေခြင်းမှန်ရင်ဆိုဘယ်လောက်ဒီဂရီလဲပါပေါ့နော်ဦးလဲရဘယ်လောက်ဒီဂရီလဲလဲပါပေါ့မှန်ရင်အဲတော့မနေ့ကကျွန်တော်85ဒီဂရီလောက်လဲထင်တယ်85ဒီဂရီလဲပါ 85 degree လက်ပါအဲမလက်ငယ်ဘာလုပ်ရလဲသူဆယ်လမ်းရွှေခိုင်းတယ်ပေါ့နော်အဲဒီလိုလေးပေါ့အဲ့တော့ကျွန်တော်တို့ကဒီကောင်အောင်ဆိုရင်ဒါအကယ်၍ဆိုတဲ့ keyword လေးကိုသုံးပြီးတော့အကယ်၍မှန်လေးဆိုတဲ့ keyword လေးကိုသုံးပြီးတော့ဟို automate လုပ်တာပေါ့နော်သူအလိုလျောက်ဒီပေါင်းသွားတိုက်တဲ့အခါမှာဒီမှာ ်ပေါင်းတာတိုက်တဲ့ခါမှာ55ဒီဂရီလောက်အခုကျတော့ကျွန်တော်ဒီမှာပြောင်းထောင်းတယ်တက်လာမယ်အာဒီမှာအကယ်၍ညွန်တန်ကိုထိနေခြင်းမှန်လေဆိုပြီးတော့ပြောင်းထားတယ်အဲ့တော့ညွန်တန်ကဘာပြဿနာရှိလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာတွေပေါ်မှာဆိုရင်တော့ဒီအခုကျွန်တော် mouse ကာစာလေးကိုမြင်ရလားမသိအဲ့အဲ့ကောင်လေးပေါ့နော်အဲ့ pointer လေးပေါ့အဲ့ pointer လေးကိုညွန်တန်လို့ခေါ်တာပေါ့နော်အညွန်တန်လေးကဟိုကွန်ပျူတာမှာတော့ညွန်တန်ကလိုမျိုးမြင်နေရတယ်ဖုန်းမှာကျတော့ညွန်တန်မမြင်ရဘူးဖုန်းမှာကျတော့ညွန်တန်ကကိုလက်ညှိုးထိရတဲ့ point လေးရတာလေးရပါ point လေးနေနဲ့ရှိတော့ရှိတယ်ဒါပေမဲ့မမြင်ရဘူးပေါ့နော်အဲ့ဒါဟိုမျက်စိလည်ပါဆိုလို့နည်းနည်းရှင်းပြတာအဲ့တော့ဒီကောင်ကဆိုရင် तू ကကျွန်တော် program ဆောက်တယ် तू သွားမယ်သွားပြီးတော့ပျောက်သွားပါဘူးနော်ဒါတော့ bounty လည်း तू မလဲတော့အဲ့တော့ဒီမှာညောင်းနေမှာအစားကျွန်တော် bounty လေးကိုပြန်ပြောင်းပေးလိုက်ရင်ကျတော့ तू အလုပ်လုပ်တာတွေ့ရလိမ့်မယ် ။ဟုတ်ကဲ့ဒီလိုမျိုးဂျောင်းထဲမှာဘာလို့အဲ့လိုပတ်နေရလဲဆိုတာဒီသူ့ algorithm အားနဲ့ချက်ရှိတယ်လို့ပေါ့နော်။အားနဲ့ပတ်သက်ပြီးတော့ဟိုနောက်ပိုင်းမှာကြာရင်ကျွန်တော်အသေးစိတ်ပြောပြပေးပါမယ်။အဲဆိုတော့ဒီနေ့ကဒီအလန့်စိမ့်နေခံတာအပြင်တခြားကောင်းတွေပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကောင်က ယထာတွေတခုလို့ပြောမယ်ဆိုရင်ဒီရှေ့ကဒီခေါင်းတွေခေါင်းဆောင်မရှိရင်သူကအလုံးမလုံးဘူးနော်အဲ့တော့ကျွန်တော်ခေါင်းဆောင်တွေအမျိုးမျိုးရှိတယ်ဗောဒီမှာခေါင်းဆောင်ကအနိုင်ခံတော့အခါ space cloud ကိုအနိုင်ခံတော့ကဒါကွန်ပျူတာတွေပေါ်မှာဆင်းတော့ရတယ်အဲပြီးတော့ဟိုစားဗောနော်ကျွန်တော်တို့တကယ်လို့ဆရာဆရာမတို့ဖုန်းက keyboard တွေနဲ့ချိန် bluetooth keyboard တွေပါနေချိန်ထိုင်လဲဒီဒီအတုံးကအလုံးလုံးလဲမဒီအချက်လေးရလဲအဲ keyboard မရှိဘူးဆိုတော့အလုံးလုံးမှာမဟုတ်ဘူးအဲ့တော့ easy ရုပ်အနိုင်ခံတော့အခါ ပြီးတော့ဒီမှာနောက်ခံကားချက်ကဟိုဒီ background index ဖြစ်သွားတော့အခါပေါ့နော်အဲ့လိုမျိုးဒီမှာဆိုကျေလောင်မှုဘယ်လောက်မှန်တော့ခေါ့ပေါ့ကျေလောင်မှုတန်ဖိုးက30ထက်မှန်တော့အခါဒီ message ကတော့ကျွန်တော်နောက်ပိုင်းမှာရှင်းပြမယ်အခုလည်းနည်းနည်းသူကရှုပ်သွားမှာဆိုလို့သူတော့တစင်တစင်ကအလုပ်လုပ်တာပေါ့နော်အဲ့တော့အခုဆိုရင်ဒီ programming ကကျွန်တော်ဖြုတ်ထားတယ်ဗျာတစားစီတစားစီဖြုတ်ထားဆိုတော့ဆက်ဆက်မှုမရှိဘူးပေါ့နော် သူ sequence ကဟိုတဖြည်းဖြည်းဒီ algorithm တစ်ခုထဲမှာသွားနေတာပေါ့အဲ့တော့ကျွန်တော်တို့ကအဲဒီလိုအခြေအနေမှာဒီလိုမျိုးသွားပြီးတော့ချိန်ပေးလိုက်တယ်ဆိုရင်ဒီကောင်က easy ရုပ်အနစ်ခံရတော့အခါဆိုတော့သူ့ကိုသွားနေမှာပဲသူကအဲ့ဒါအလုပ်ကဆက်လုပ်မှာအဲအဲ့ဒီအခြေအနေမှာကျွန်တော်တို့ကဟိုအလန်ဆေးကိုနှိပ်လဲဘာမှပြောင်းမလို့အဲဘယ်ချိန်မှာသူကအလုပ်ဆက်လုပ်နေဆိုတော့သူ့ ID အယုတ်လေးကိုသွားပြီးတော့နှိပ်ပေးလိုက်ရင်ဒီကောင်ကအလုပ်ဆက်လုပ်မှာနော် ကေဒါဆိုရင်ဒါကအယုတ်အနစ်ခံတော့ပြီးတော့ကျဲလောင်မှုကျဲလောင်မှုက30ထက်ကြီးတာမှန်တော့အခါပေါ့နော်အဲအဲ့လိုအဲ့လိုဒီကောင်ကျဲလောင်မှုကဘယ်လိုရရလဲဆိုတော့သူကကျဲလောင်မှုကဒီထောက်လန်းနေမှာတော့ဝင်ကြည့်လိုက်ရင်အာအတန်ကျဲလောင်မှုဆိုတဲ့ဟာလေးအမှန်ကျဲလိုက်အဲ့မှာကျွန်တော်ဒက်စီဘယ်တန်မိုးလေးသူကကျွန်တော်အခုစကားပြောနေရင်ကျွန်တော်ပြောတဲ့အတန်ကျဲတဲ့လောက်သူကတန်မိုးလေးများတယ်ပေါ့နော်ကျွန်တော်အခုတိတ်ကြည့်လိုက်မယ် အတိတ်ကြည့်လိုက်ရင်โอเคကျွန်တော်စကားမပြောရင်တွေ့လားဥစားတန်ဖိုးလေးရဥစားလေးသူကဟိုအနေနဲ့လေးပေါ့နော်ဟို10နှစ်လောက်မှဖြစ်နေတယ်တက်စီပဲတန်ဖိုးကအဲတကယ်လို့စကားပြောတဲ့နေများနေပြီဆိုသူကတန်ဖိုးကဟိုအများကြီးဖြစ်တော့တွေ့ရလိမ့်မယ်တကယ်ကိုရောက်တော့တခါကျရင်ကျွန်တော်ဥစား တချို့အိမ်တွေမှာလက်ခုပ်တီးလိုက်ရင်မီးဖွင့်ပေးတာပိတ်ပေးတာလေအဲအဲ့လိုမျိုးခါလေးပေါ့နော်အဲ့လိုမျိုးချိတ်ဆက်ပြီးတော့တုံးလို့ရတယ်ပေါ့နော်ဟိုအဲ့လိုသဘောပေါ့ပြီးတော့အဲအတုံးကဒီချိတ်ထားတာဆိုတော့ program ထပ်ထားပြီးလုပ်လို့ဟုတ်ကဲ့အဲ့တော့ကျေလောင်မှုအပြင်စပါစီုံမယ်ဆိုတော့စမှတ်ချိန်ပေါ့နော် ်စမချင်ရဘာပြောလဲဆိုတော့သူအလန်ဆင်းကိုနေလိုက်ရင်သူကဟိုတိုင်ပါလေးကဆက်ဆက်မှတ်ပြီးတယ်အဲ့အဲ့ဒါတော့အတုံးဝင်လို့ထဲထားပြီးတာပေါ့နော်အဲလောလောဆယ်အခုကျွန်တော်တို့ဆက်စားပေးမှာတော့သူကတော့အတုံးဝင်အောင်မဟုတ်နောက်ပိုင်းကျွန်တော်တို့ game လေးတွေတွေရေးတဲ့ခါမှာအဲ့စမချင်လေးကအရေးပါလာတာတွေ့ရလိမ့်မယ်အဲ့တော့သူကဒီစမချင်ကဘယ်အဆက်မပေးရလဲဆိုတော့သူအလန်ဆင်းစနေတာနဲ့အဲ့အချိန်နဲ့စာပြီးမှတ်ပြီးတယ်ဟုတ်ကဲ့ ဒီအလံအစင်းလေးကိုသွားသွားနေလိုက်တယ်သူကဒီစမှတ်ခြင်းကဟိုတုံညနေပြန်စာပြီးတော့သူကတွေ့ရလိမ့်မယ်တစ်စက္ကန့်စက္ကန့်တိုင်းသူကပြောင်းနေပေါ့နော်အဲ့လိုမျိုးတွေ့ရလိမ့်မယ်အဲ့တော့အဲကျွန်တော်တို့ဒီကောင်ဘယ်လိုစမ်းလို့ရမလဲဆိုတော့ဒါတော့စမှတ်ခြင်းစမှတ်ခြင်း30တက်ကြီးတာမှန်တော့အခါပေါ့နော်ဒီ data greater than sign မြန်လမ်းတည်းစာမချင်းတစ်ဆယ်တကြီးကမှန်တော့အခါဆိုရင်သူက ဒီ demo လေး30ကျော်မှစပြီးအလုပ်လုပ်လိမ့်မယ်ချက်ကြည့်ကြည့်လိုက်5 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90တဲ့အမှ30တော့အဲ့လိုမျိုးပေါ့နော်ဟိုတခုခုကိုအလုပ်လုပ်ဖို့အတွက်ဟိုအချိန်လေးဟိုတိုင်မာပေးရတဲ့သဘောပေါ့အဲ့လိုတုံးလိုက်ရတယ်အဲ့အဲ့ကောင်ကဘာဘာတုံးဝင်လို့ဆိုတော့ဂိမ်းလေးလေးလုပ်တဲ့အခါမှာတုံးမယ်ပြီးတော့တခြားဆိုတာပေါ့နော်ကျွန်တော်တို့စတိုရီလေးတွေပေါ့ဇလန်းလေးတွေလုပ်တဲ့အခါမှာဘယ်ချိန်မှာတော့ဘယ်ဇက်ကောင်လေးကဘယ်နေရာကိုသွားလိုက်ပါပေါ့ဘယ်ချိန်မှာတော့ဘယ်ကောင်လေးကဘယ်နေရာသွားလိုက်ပါ ဲ့လိုမျိုး story ပုံလေးလို့ရှင်းတဲ့ခါမှလည်းအတော့ဝင်မယ်တော့ထင်အဲဒါကတော့ဆရာဆရာမတို့ရဲ့ဟိုဘာလို့ရှင်းလဲဘယ်လိုဖန်တီးမှလဲဆိုတဲ့ပုံဒီမှာပေါ့နော်အဲအဲ့ဒီတော့ဒါတော့ဒီခေါင်းဆောင်တွေကဟိုအချက်လေးတွေအကြောင်းကျွန်တော်နည်းနည်းရှင်းပြတာပေါ့နော်ပြီးတော့နောက်ခံကားချက်ပေါ့နော်နောက်ခံကားချက်ပြောင်းရတဲ့အခါမှာတခုထပ်လုပ်အောင်လဲဟိုကျွန်တော်တို့လုပ်ပေးလို့ရတယ်အဲ့ဒါက ။အော်နောက်ခံကားချက်ကြောင်းကျွန်တော်ပြောရတယ်နော်အခုလေ။အဲ့တော့ကျွန်တော်ကဒီပဏမာမှာဆိုရင်ကျွန်တော်ကဒီခုနမနေ့ကဆိုရင်ကျွန်တော်ဇက်ကောင်လေးဟိုတကောင်မိတကောင်ထည့်ပြရတယ်ပေါ့နော်။အဲထည့်တယ်ဖြတ်တယ်အဲ့ဒါမျိုးရှိတယ်။ဒါဇက်ကောင်ရှိလာတော့ကျွန်တော်ဇက်ခုံဆိုလည်းရှိရပေါ့နော်။ဒါဇက်ခုံကိုတော့ကျွန်တော်ဘောင်ဆိုပြီးတော့ပဲကျွန်တော်နာမည်ပေးထားလိုက်တယ်။ဒါနောက်ခံကားချက်ဒီအများကြီးထည့်လိုက်ရတယ်။အဲ့တော့ဒီနောက်ခံကားချက်ထည့်ခြင်းကျွန်တော်ဒီဒီရှုကင်းပုံလေးပေါ့နော်။အဲ့ဒါလေးကိုနေလိုက် ဲ့ဒါဆိုရင်ကျွန်တော်နောက်ခံကကြက်ဒီအများကြီးတွေ့လိမ့်မယ် The Arctic baseball ပဲကောင်းလေးအဆင်ပြေမလဲအဲဒီကလေး basketball တူလေးတက်ဒါဆိုရင်တော့ basketball နောက်ခံပတ်ကောင်းလေးနဲ့ဖြစ်သွားပြီနော်အဲအဲ့ဒီမှာဆိုရင် the the summer chain တက်စေကြတော့ ਨੇ သူအစားလို့လို့ ချိန်ထားတဲ့ပုံစံအလိုဖြစ်သွားတော့လေစာမချိန်30ထက်ကြီးတာမှန်တဲ့အခါမှာသူကစပြီးတော့ဒီဘယ်လိုပြောနော်ဒီ program လေးကစပြီးလုပ်လုပ်တာဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ background တွေအကြောင်းဆက်ပြောကြည့်ကြအောင် background ကဒီ background မှာလည်းကျွန်တော်တို့ program တွေရေးလို့ရတယ်ဒီဇက်ကောင်တွေဘာလို့ပါဘာလို့ပါလို့ပြောလို့ရတာပေါ့ကျွန်တော်ဒီဇက်ကောင်လည်းဇက်ညုံဇက်ကောင်တွေလည်းကျွန်တော်ဇက်ညင်းလို့ရေးလို့ရတာပေါ့နော် တော့ဒီဒီကောင်လေးကိုအခုလိုမျိုး highlight ဖြစ်နေတဲ့အချိန်မှာကျွန်တော်ကသူ့မှာဟိုစံညောင်းချက်တွေရေးလိုက်ရတယ်အဲ့တော့ဘယ်လိုလဲဆိုတော့ထပ်တော့ဒီဇက်ကောင်လေးကိုတွားနေလိုက်တဲ့အခါမှာဒီမှာသူနဲ့သက်ဆိုင်တဲ့ဒီလိုပေါ့နော်ညွန်ချချက်တွေကြာလာတယ်ဒီမှာဇက်ခုံကြတော့သူကဇက်ဇက်စင်တော့ကျွန်တော်ရွေ့လျားချက်မရှိဘူးဇက်စင်ကအငြိမ်ပဲလေကျွန်တော်ဟိုဇက်စင်ပုံမှာဒါဇက်ရုပ်တွေကဟိုရှောက်သွားကြတာပေါ့နော်ဇက်စင်ကျွန်တော်တော့အဲ့လိုမျိုးရွှေ့တာမျိုးမရှိဘူးအဲ့တော့ရွေ့ရွေ့လျားမှုနဲ့ပတ်သက်တဲ့ အချက်တွေကဇက်စင်မှာတော့ရှိမှာမဟုတ်ဘူးတခြားအချက်တွေတော့ရှိတယ်ဒီဇက်စင်ကဘာဒီနောက်ခံကာချက်ဘာဘာကာချက်ပြောင်းရင်လဲပြီးတော့အယောင်ဒီဟာရောအယောင်နဲ့ပတ်သက်တဲ့လက်ဆောင်ချက်တွေကျွန်တော်နောက်မှာရှင်းပြမယ်အဲ့တော့နောက်ခံကာချက်တွေကျွန်တော်အများကြီးထည့်ရလို့ရတယ်ဒါပေါ့နော်ဟိုကျွန်တော်ပြဇက်တွေပြခတဲ့အခါမှာနောက်ခံကာချက်တွေဟိုနေ့ဆိုလဲနေ့အလျောက်ဟိုနေတာတဲ့ရှုကင်းပုံညဆိုလဲညအလျောက်လတ်တာတဲ့ရှုတကယ်ပုံအဲ့လိုမျိုးပြောင်းလို့ရတယ်ပဲကျွန်တော် ဒီဇက်ကုံမှာဇက်ကုံပုံစံမျိုးမျိုးပြောင်းလို့ရတယ်။ထားတော့အဲ့ဒါဆိုရင်ကျွန်တော်ဒီနောက်ခံကကြောက်တစ်ချက်ကြည့်လိုက်မယ်နော်။ဒီမှာဖော်ကြည့်လို့ရတယ်။အဲ့အဲ့ဒါလေးကဘယ်လိုဖော်ရလဲဆိုရင်ဒီမှာဒီများလေးပေါ့နော်။အဲ့အဲ့လေးနေလိုက်နေပြီးတော့ဒီမှာစံညွှန်းချက်ပြီးရင်နောက်ခံကကြောက်ရှိတာ။အဲ့မှာကျွန်တော်တို့နောက်ခံကကြောက်တွေကိုအစင်လိုက်ပြမယ်။ဒီဟာဆိုပထမဆုံးဟုတ်လားမနော်။ဒီ blank ကိုဘာမှဘာမှမရှိတဲ့နောက်ခံကကြောက်ပြီးရင်ဒါ basketball ပြီးရင်ဒီမှာ page ပေါ့နော်အဲအဲ့လိုမျိုးပေါ့အဲ့တော့ကျွန်တော်တို့ကသူ့ကိုလည်းကုတ်တွေရေးလို့ရတယ်ကုတ်တွေရေးလို့ရတယ်ဆိုတော့ဘယ်လိုကုတ်ရေးမလဲဆိုရင်ကျွန်တော်တို့ပြောပါတော့နော်အဲဇက်စင်အနိုင်ခံတဲ့အခါမှာကျွန်တော်တို့ကဒီ twin ပြန်သွားလိုက် twin ပြန်မှာနောက်ထပ်နောက်ပိုင်းကားချက်ကို ပြောင်းပေးပါတော့နော်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့က ီမှာကြည့်ကြည့်လိုက်ဇက်စင်ဆိုတာဒီမျက်နှာပြင်တစ်ခုလုံးကအဲ့ဒါဇက်စင်ပဲအဲ့တော့ကျွန်တော်တနေ့ရနှိကြည့်လိုက်တာ ਨੇ သူကဒါဆိုရင် blank ပြောင်းရတယ်နောက်တစ်ချက်ထပ်နှိကြည့်မယ်အဲ basketball ပြောင်းရတယ်နောက်တစ်ချက်ထပ်နှိကြည့်မယ်အဲ beach ပြောင်းရတယ်ဗောနော်အဲ့လိုမျိုးပြောင်းရအောင်လို့ကျွန်တော်တို့ဟို program တွေရေးလို့ရတယ်ဗောနော်အဲ့တော့ဇက်ကောင်လည်းမကအောင်ကျွန်တော်ဇက်ကောင်မှာပဲ program တွေထည့်ရလို့ရတယ်။အဲအဲ့တော့ကျွန်တော်ဒီဘက်ဇက်ရုပ်လေးစီကိုပြန်သွားအောင် ဲ့တော့ဇက်ရုပ်လေးမှာအခုနဒီခေါင်းဆောင်ချက်တွေထဲမှာပေါ့နော်ခေါင်းဆောင်ချက်တွေထဲမှာဒီနောက်ခံကားချက်ကနောက်ခံကားချက်ကထားပါတော့နော်နောက်ခံကားချက်ကဒီအခုဆိုရင်ကျွန်တော်နောက်ခံကားချက်၃ခုထည့်ရအောင်နော်ဒီ backdrop ရယ်ပထမဆုံး big basketball 2ရယ် beach ball အဲ beach မလီဘူးရယ်အဲ့တော့ကျွန်တော်နောက်ထပ် ။နောက်ထပ်ဘောင်လေးထပ်ထည့်အဲ့ကောင်လေးကသူလစ်စရာ update ဖြစ်လာလိမ့်မယ်နော်။ထားတော့အခုနသုံးခုလေးရှိရနော်။ကျွန်တော်ကောင်လေးကိုကန်ယွန်းကိုထည့်ကြည့်မယ်။ကန်ယွန်းကိုထည့်လိုက်တယ်ဆိုရင်အခုဒီဒီ list မှာပေါ့နော်။ဒီနောက်ခံကားချက်စရင်းထဲမှာအခုနကန်ယွန်းလေးပါဝင်လာတာတွေ့ရလိမ့်မယ်။အဲ့တော့သူကသူကသူ auto auto update လုပ်ပေးတယ်။အဲ့တော့ကျွန်တော်တို့ကဒီ program ကို basketball 2ဖြစ်သွားရင်ဒီ program လေးစအလုပ်လို့ပေါ့နော်အဲ့လိုမျိုးခိုင်းလို့ရတယ် အဲအဲ့ဒါဆိုရင်အခုကျွန်တော်ရေးတဲ့ program ကဒီဇက်ခွန်လေးကိုနှိမ့်လိုက်ရင်ဇက်ခွန်နောက်ခံကကြက်လေးတခုပြီးတခုနော်တခုပြီးတခုပြောင်းအောင်လုပ်ခိုင်းတာလေပြီးတော့ဇက်ကအောင်ဒီဇက်ခွန်က sorry ဒီစားပါနော်ဇက်ခွန်က basketball queen ဖြစ်သွားရင်ဒီ program လေးကစာပြီးအလုပ်လုပ်အောင်လို့ကျွန်တော်တို့ခိုင်းထားတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် try ကြည့်အောင်အဖြစ်ပြောင်းဖြစ်သွားတယ် သူကဘတ်စကတ်ဘောကွင်းဖြစ်သွားတယ်သူကစပြီးတော့လှုပ်လှုပ်တယ်ပေါ့နော်အဲလိုမျိုးပေါ့ပြီးတော့ဒီဟာတွေကကျွန်တော်အများကြီးခေါ်ထည့်လိုက်ရတယ်နောက်ကကားဆက်အဲဒီမှာကန်နီယွန်ဖြစ်တဲ့အခါမှာဒါတော့အတန်လေးကဒီကန်ကောင်း left tree လေးကိုစဖွင့်မှာပေါ့နော်အဲ့လိုမျိုးသွားချိန်ပေးလဲဆိုရင်လေသူကနဲ့သူသူ program နဲ့သူပေါ့နော်ကျွန်တော်တို့ခိုင်းခိုင်းထားတဲ့ဟာတွေကသူကသူအလုပ်လိုက်လို့နော်လို့ဒီကောင်တွေကမျိုးလုံးရှုပ်တော့ကျွန်တော်ဒီလည်းပြန်ဖြတ်ထားလိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာဒီဇက်ကောင်လေးတော့ဗောနော်ကန်ကောင်လေးအတွက်ဆိုရင်ကျွန်တော်တို့ program ကနောက်ကကြာကြာ ball ဖြစ်သွားတဲ့အခါမှာအဲ tower အတန်း ်ထာဝရဒီ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  program လေးကိုလုပ်ပေါ့ပြီးတော့နောက်ခံကကြကန်နင်းဆိုရတဲ့အခါမှာကန်ကောင်းလက်ဖွန်းလေးကိုအတန်ကိုစပ်ဖွင့်စပ်ဖွင့်ပြီးတော့စပ်ဖွင့်ပေးပေါ့နော်အဲပြီးတော့ဒီဘက်ဘောင်မှာကျတော့ဒီဘောင်မှာကျတော့ဇက်စင်အနေခရတဲ့အခါမှာနောက်ခံနောက်ထပ်နောက်ခံကကြလေးလေးကိုပြောင်းပြောင်းပေးပေါ့နော်အဲအဲ့လိုမျိုးကြည့်ရတယ်အဲ့တော့ကျွန်တော်တို့က program လေးကိုစကြည့်ပါစေ ဲ့တော့ဒီရှုခင်းလေးကိုရောက်တာ ਨੇ ခလေးရေတံလေးကထွက်လာတယ်ဗောနော်။ဘာလို့ဆိုကျွန်တော်ကအဲ့လိုမျိုးဒီမှာအဲ့လိုတော်တော်ရေထားလို့နောက်ခံကကြကန်ညောင်းဖြစ်သွားတဲ့အခါမှာကန်ကောင်း left one ဆောက်ဖွင့်မှာဆိုပြီးတော့အဲ့လို program လေးကိုရေးထားတဲ့အတွက်ဒီရှုခင်းလေးပြောင်းသွားတာ ਨੇ သူကရေတံလေးဆက်ဆက်ဖွင့်ပေးတယ်။အဲ့တော့ဒီဘက်ဘောင်မှာဖြစ်တဲ့ဟိုဖြစ်ရက်ကဒီဘက်ကန်ကောင်းမှုမှာလာပြီးတက်ရောက်အောင်လဲကျွန်တော်တို့ဟိုဘက် ဟိုတော့နော်ဇက်ကောင်နဲ့ဇက်စင်ကိုလည်းအဲ့လိုမျိုးချိန်ထားလို့ရတယ်ပေါ့အဲအဲ့ဒါလေးအဲ့ဒါလေးစမ်းကြည့်ပါဦးနော်စမ်းကြည့်ပါဦးဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ပမာဆုံးဒီဘောင်သွားရမယ်ဘောင်သွားပြီးတော့ရင်ကျွန်တော်ဒီဇက်နောက်ခံကားကြလေးထပ်ပြီးတော့တိုးထည့်မှာနော်နောက်ခံကားကြမြောက်သွားသွားပြီးတော့ကျွန်တော်ကြိုက်တဲ့ဟိုနောက်ခံကားကြလေးထပ်ထည့်အဲထပ်ထည့်မယ် ထည့်ပြီးတော့အဲဒီဘက်ဆက်ညွှန်းချက်ကိုပြန်လာမယ်ပြန်လာပြီးတော့အဲဇက်စင်အနေခံတဲ့အခါမှာနောက်ထပ်နောက်ခက်ကားချက်တွေကြောင်းမှာဆိုပြီးတော့အဲ့ဒီခိုင်းချက်လေးကိုထည့်ပေးမယ်အဲ့ဒါဘာမှလဲဆိုတော့ဒီတင်ပြထဲမှာရှိတာနော်နောက်ထပ်နောက်ခက်ကားချက်ဆိုတဲ့အဲ့ဒါလေးရှိမယ်အဲပြီးတော့ဒီဘက်ကံကောင်းအတွက်ကကျတော့သူကဒီ sorry နောက်ထပ်နောက်ခက်ကားချက်က နောက်ကကချက်ကဘာဖြစ်သွားရင်ဒီမှာဘာလုပ်ပါဆိုတော့ညွှန်ကြားချက်ရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ရေးသလိုတော့ရှောက်ရင်ဥစားပေါ့နော်အတိအကျရေးစရာမလိုကိုတခြားစမ်းကျင်တဲ့ပုံစံမျိုးတွေနဲ့ like စမ်းကျင်စမ်းလို့ရတယ်အဲ့တော့စမ်းကြည့်ပါဦးနော်ကျွန်တော်လည်းလည်းဒီကပြောတော့လည်းလည်းများပါမယ်မိနစ်20လောက်ကြာပါလား anyone yes ျွန်တော်ပြောတာလည်းများပါတယ်များပါတယ်ဆိုတော့ over deep အဲ teacher teacher တော့ပြီအဆင်ပြေလာမိကြာလာလိုက်လို့ကြည့်လို့ရလာမိလိုက်လို့ကြည့်နေရပြန်ဟုတ်ပြန်ဟောအကေရေပေါင်းနာလေအဲဘယ်နာတော့ပြောင်းရလဲမသိဘူးအဲစာညောဟောဘာပြောင်းကျင်လဲမသိဘူး ဟာထဲတဲ့နေရောဆရာအကယ်၍ဟောအကယ်၍ဘောင်ထဘောင်ကိုထိနေတယ်အဲ့ဟာဘယ်နာတို့ပြောဟုတ်ပြီဟုတ်ပြီအဲ့ဒီထောက်လန်းထဲမှာရှိတာထောက်လန်းကသူကအမှဒီမှာညွန်တန်ကိုထိနေခြင်းဆိုတဲ့ဟာလေးလीအမှအဲ့ကောင်လေးကိုကျွန်တော်နှိပ်လိုက်ရင်အမှနှစ်ခုတွေ့လိုက်မယ်ညွန်တန်ရဲ့ဘောင်ရယ်ဆိုတဲ့ဆိုတာလေအမှကျွန်တော်အမှဘောင်လေးကိုနှိပ်လိုက်ရင်အဲဘောင်လေးရောက်သွားတယ်ဗောနော်သူကအဲ့လိုလစ်လေးနဲ့ရှိနေတာရုပ်တရက်ဆိုသူကပြောင်းနေဟုတ်တယ် တွေ့လမ်းမသိဘူး။ပြ။ထောက်လမ်းထဲကိုသွားလိုက်ပါတော့။ထောက်လမ်းထဲကိုသွားပြီးတော့အမှသူကမူရင်းနေနေညွန်တန်ကိုထိနေခြင်းဆိုပြီးတော့ရှိတာ။အဲ့တော့မှဟိုအဲ drop down ဒီ trigger ဘုံလေးကိုနေလိုက်အောက်က bounce ဆိုတဲ့ဟာလေးယူလို့ရအောင်။ရလားမသိဘူး။ကျေးဇူးပါစေဟုတ်ဟုတ်တယ်သူကအဲ့လိုမျိုး ပြီးတော့လေဟို program ရေးနေနေကိုယ့်ဘာသာစကားနဲ့ကိုယ်လည်းဟို လိုက်ပြီးတော့ပြောင်းကြည့်နော်ဟိုဖတ်ကြတာအဆင်ပြေလားဟိုနည်းနည်းဟိုကိုယ်ကြောက်ဘောနော်ဟိုတမျိုးဖြစ်နေလားဘောနော်တမျိုးဒီလိုပြောနားနားလည်းမလိုတဲ့ပုံစံဒါပေမဲ့ grammar မမှန်တာဘောနော်ကျွန်တော်ပြောချင်တာတော့အဲ grammar ကိုကိုလူမျိုးကိုဘာသာစကားရဲ့ grammar နဲ့ကိုက်ရလားအဲ့ဒီတစ်ချက်ကြည့်ပြီးတော့မှဟိုကျွန်တော်တို့ပြန်ပြီးတော့ feedback လေးပေးပါတော့ မဟုတ်ဆိုရင်ကလေးတွေကဟိုစိတ်ဝင်စားတော့မှာမဟုတ်ဘူးဒီဒီဒီ grammar မမှန်အောင်ဆိုရင်ပေါ့နော်ညောဆရာမထထနိုင်အဆင်ပြေလားမသိဘူးကျွန်တော်အခုဆိုရင်ဒီ share လိုမျိုးပြောင်းထားပြီဖတ်ကြတာအတိတ်ပဲရှိရ ဒါမို့ grammar လွဲနေလားဗောနအဆင်ပြေရဆရာအော်ဟုတ်ကျေးဇူးပါပြီးပါပြီစမ်းလို့ပြီးပါပြီဆိုကျွန်တော်တခုဥစားဗောနအဲ့စမ်းစင်းစမ်းစင်းဒီထောက်လန်းဗောနထောက်လန်းတဲ့ကဒီဒီ block လေးအကြောင်းကျွန်တော်ပြောခြင်းတယ်အဲ့ဒီတော့ ဲတခြားဟာလေးကျွန်တော်ဖြတ်ပလိုက်မှာဗျာ तू อ่ะဘယ်လိုအလုပ်လုပ်ရလဲဆိုတော့ဟိုကွန်ပျူတာကျွန်တော်တို့ programming စကားနဲ့ပြောရရင်တော့ तू อ่ะ input တောင်းတာဗျာ input တောင်းပြီးတာဟို user ရဲ့ input ကိုတောင်းတာအဲ့ဒါ default ပေါ့နော်ပုံမှန်နေတော့ तू နာမည်ဘယ်လိုခေါ်လဲဆိုပြီးတော့တမ်းပြတာဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်ကြိုက်တဲ့စာသားထည့်လို့ရတယ်အဲ့တော့ကျွန်တော်က အဲအသက်ဘယ်လောက်ရှိပြီလဲလို့မေးဘူးနော်အသက်ဘယ်လောက်ရှိလဲဆိုပြီးတော့လိုက်ထားမယ်အသက်ဘယ်လောက်ရှိပြီလဲအသက်ဘယ်လောက်ရှိပြီလဲလို့သူကအာဒီကောင်းလေးကိုထားလိုက်မယ်အကန်ကောင်းကကျွန်းပြန်တယ်နော်ကျွန်တော်သူ့ကိုတက်လိုက်တယ်တက်ချင်ဒီမှာဒီကောင်းလေးနဲ့နှိမ့်နေပြီးတက်လိုက်လို့ရတယ် အန်ဒါဆိုတဲ့ပါပဲအဲ့တော့သူကထားပါတော့ကြာကျွန်တော်ကဒီခေါင်းဆောင်တွေကိုသွားမယ်ပြီးတော့ဤဇက်ရုပ်အနှိမ့်ခံတော့အခါအသက်ဘယ်လောက်ရှိပြီလဲဟုတ် maybe စောင့်ပါနော်အဲ့အဲ့ဒါဆိုရင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်ဒီ program ကသူ့ကိုသွားပြီးတော့ကံကောင်းလေးကိုသွားပြီးတော့နှိမ့်လိုက်ရင်သူကအသက်ဘယ်လောက်ရှိပြီလဲဆိုပြီးတော့ဒီလိုမျိုးပေးလာမယ်ပေါ့နော်အသက်ဘယ်လောက်ရှိပြီလဲပြီးတော့အမှကျွန်တော်တို့ကဟိုခဏရိုက်ချက်ပေါ့နော်အမှကျွန်တော်ကထားပါတော့7နှစ်ပေါ့ စနစ်ဒီမှာတခုတည်းပြရမှာကျွန်တော်တို့အဲ့ဒါဘောနော်ကနနဲ့ရိုက်တဲ့ကမှာအင်္ဂလိပ်ကနနဲ့ရိုက်နေပြီနော်ဟိုတခြားကနနဲ့ရိုက်တဲ့ interview အဲ့လေလို့တည်းပြ Okay ကနန်စနစ်ဆိုရင်ဒီမှာစနစ်ဆိုပြီးတော့ဒီမှာဝင်ပါမယ်နော်အမှန်ချစ်ပြလိုက်ရင်သူကအဲ့ဒါအခုကြတော့လည်းအတိတ်ပဲသိမှရှိပါတော့အသက်ဘယ်လောက်ရှိလဲလို့မေးတယ်ကျွန်တော်စနစ်ရိုက်ထည့်လိုက်တယ်ပြီးရင်ပြောက်သွားတယ်ဘာလဲပေါ့အဲ့တော့ဘာလဲဆိုတော့သူအတိတ်ပဲအတူတူပဲ သူကအဲ့လိုမျိုးကျွန်တော်တို့ရိုက်ထိုက်ပြီးတော့အမှန်ချစ်ပြလိုက်တဲ့အခါမှာအဲ့ data ကိုသူကဘယ်မှာသွားသိမ်းထားလဲဆိုတော့အဲ့ခုန data ကိုသူကဒီအဖြေဆိုတဲ့အထက်မှာသွားသိမ်းထားတယ်ဆိုတော့အဲ့အကောင်အဖြေကိုသိချင်ကျွန်တော်တို့ဒီအမှန်ချစ်ပြလိုက်အဲ့ဒါဒီမှာအဖြေခုနကျွန်တော်တို့ရိုက်ထိုက်တဲ့စနစ်လေးမပေါ်နေတယ်လေစနစ်ပေါ့နော်အဲ့တော့သူ့ကိုနှိမ့်လိုက်တယ်နှိမ့်လိုက်တယ်ကျွန်တော်ကသူကဟိုစားပေါ့အသက်ဘယ်လောက်ရှိပြီလဲဆိုပြီးမင်း30ပေါ့နော်30 okay ပြီးတော့အမှန်ချိန်ပြလိုက်ရင်ဒီမှာ30ဖြစ်သွားတယ်အဲအဲ့လိုဟိုဘက်နဲ့ဒီမှာကျွန်တော်တို့ကတခြားအသက်ဘယ်လောက်ရှိပြီလဲမဟုတ်ဘူးတခြားမိကုန်းတွေလည်းပြလို့ရတယ်ဟိုကြိုက်ကြိုက်တယ်မိကုန်းပေါ့နော်အာ your age ထားပါတော့အဲ English လို့အဲ့လိုမျိုးပေါ့နော်ဒီမှာဟိုဆိုတော့ input တောင်းတာပဲ input တောင်းတာကိုကြိုက်တဲ့ပုံစံနဲ့တောင်းလို့ရတယ် တော့ဒီလိုမျိုး UR H ဆိုတဲ့စလုံးစာသားလေးရိုက်ထည့်ပြင်ဒီမှာသူကအဲ့ဒီပေါ်လာတဲ့နေရာမှာ UR H ဆိုတဲ့စာသားလေးပေါ်လာလိမ့်မယ် UR H ဆိုပြီးဒီမှာပေါ်ရနော်အဲ့မှာကျွန်တော်တို့ကထားပါတော့60ဆိုရင် okay နေပြီးရင်ဒီမှာ60ဖြစ်သွားမယ်အမှန်ချစ်ပြလိုက်ရင်ဒီနေရာ60ဖြစ်သွားတယ်ပေါ့နော်မူရင်းအဖြေပြောက်ပြီးတော့ data update ဖြစ်သွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့ဒါလေးကိုသုံးပြီးတော့ဘာ program ရေးလို့ရလဲဆိုရင်အဲ တော့ if ကိုသုံးပြီးတော့ကျွန်တော် program ကိုတစ်ခုရေးလိုက်မယ်အဲ you are age who maybe sound you are age who maybe sound okay okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ you are age အစားခုနအသက်ဘယ်လောက်ရှိပြီလဲဆိုတော့ပဲကျွန်တော်ပြန်ထည့်လိုက်မယ်နော်အသက်ဘယ်လောက်ရှိပြီလဲအဲ့တော့ तू ကဒီကျွန်တော်ရေးတဲ့ program က e ဇက်ရုပ်အနှစ်ခံရတော့အခါမှာ तू က ်အဲဒါဘယ်လောက်ရှိလဲလို့ maybe စောင့်မယ်အဲစောင့်ပြီးတော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့အဖြေရိုက်ထည့်လို့ပြီးွားတာ ਨੇ ကျွန်တော်တို့ကဒီမှာဒီအကယ်၍ပေါ့နော်အကယ်၍အတုံးယူယူလိုက်မယ်ယူပြီးတော့ဒီစီမံထဲကိုသွားလိုက်မယ်စီမံထဲမှာကျွန်တော် greater than less than ရှိတယ်အကယ်၍ 6လမ်းနဲ့ကဒီအဖြေပေါ့နော်အဖြေက16ပေါ့ဗျာအဖြေက16ထက်ကြီးတာမှန်ရင်ကျွန်တော်ကဘယ်လိုပြန်ပြောမလဲဆိုတော့ဒီတင်မြင်တဲ့ကိုပြန်တော့မင်းက 16တက်ကြည့်ရမယ်ဒီမင်္ဂလာပါအစားမှာကျွန်တော်တို့တခြားမင်္ဂတင်္ဂတင်္ဂလူကြီးပေါ့နော်လူကြီးတယောက်ပါတင်္ဂလူကြီးတယောက်ပါโอเค16နှစ်ကို16နှစ်တက်ကြည့်ရင်လူကြီးလို့တတ်မှတ်ပြီးတော့ပေါ့နော်ဒါတော့ တချို့ကလည်း session နဲ့ကြည့်မှဟို session နဲ့ကြော်မှလူကြီးတို့တတ်မှတ်တတ်မှာပေါ့ဒါပေမဲ့ကျွန်တော်ကတော့ဒါနမူနာเนาะကျွန်တော်ကဟိုအတိလင်းပြောတာမဟုတ်နမူနာနေနဲ့လောက်ပြတာ Okay တကယ်လို့မဟုတ်ဘူးပေါ့နော်အဲတကယ်လို့အဖြေက16ထက်မကြီးပဲနဲ့တခြားဟို16ထက်ငယ်နေပေါ့နော်အဲဒီမှာတင်းကကလေးတယောက်ပါ โอเคအဲ့တော့ဒီ program လေးကဘယ်လိုလဲဆိုတော့ဒီဇက်ရုပ်ကိုအနှိမ့်ခံတဲ့အခါမှာ तू ကမေးမယ်အသက်ဘယ်လောက်ရှိလဲလို့မေးမယ် maybe စောင့်မယ်စောင့်ပြီးတော့မှအချောအဖြေကိုအတီးပြုတ်ပေးလိုက်ရင် तू အဖြေကိုဒီမှာစစ်ကြည့်မှာအဖြေက16တက်ကြည့်ရင် तू ကဒီ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  block လေးကို तू ကခိုင်းမှာပေါ့နော်ဒါကြောင့်အဲ့လိုမှမဟုတ်ဆိုရင်ဒီအောက်က block လေးကိုခိုင်းမှာအဲ့တော့ကျွန်တော်စမ်းကြည့်အောင်နေကြည့်လိုက်မယ်အဲ့ဆိုရင်အသက်ဘယ်လောက်ရှိပြီလဲဆိုပြီးမေးမယ် တော့ကျွန်တော်ဒီမှာထားပါတော့အ30 30 30 English လို့ရေးနော်ခဏနေရ30ရိုက်ထည့်လိုက်ရင်အဲရိုက်ထည့်ပြီးတော့ကျွန်တော်အတီးပြပေါ့နော်အမှန်ကြီးလေးနေပြီးအတီးပြပလိုက်ရင်သင်ကလူကြီးတယောက်ပါဆိုပြီးတော့ကျွန်တော်ပြောလိမ့်မယ်အဲနောက်ဆက်ထပ်နေကြည့်မယ်အဲ under value ဒါတော့လောက်ရှိပြည့်ဆိုပြီးတော့ under value down နေအဲဒီမှာကျွန်တော်တို့ကအသက်12နှစ်ပေါ့နော် စနေနေ့ဒီပြူပေးလိုက်ဒီအမန်ဂျယ်လီနေ့ဒီပြလဲတင်ကခေးတယောက်ပါဘူးအဲအဲ့လိုမျိုးဒီ if ကိုတုံးပြီးတော့အဲ့လိုမျိုးလေးရေးလို့ရပါတော့နော်အဲ့တော့နောက်နေ့ဒီမှာကျွန်တော်ကဥစားပါတော့ဒီဒီ if လေးနဲ့ဒီဒီ dialogue လေးကိုပဲတုံးပြီးတော့ဟိုတင်စာခိန်းလေးတွေညံစမ်းလေးတွေဘယ်လိုလုပ်လဲဆိုတော့နောက်နေ့ကျရင်ကျွန်တော်အဲပြောပြမယ်ပါတော့နော်ဒီနေ့ကတော့ဒီလောက်ပါပဲ အဲအခုကလောလောဆယ်ကတော့ဒီဟာလေးလိုက်လို့ကြည့်ပါအောင်အဆင်ပြေလားလို့မပြေတာရှိရင်ကျွန်တော်ပြောပါတော့။ဆရာဒီအဲ့ဟာကျွန်မကျွန်မဒီတွင်ပြင်ပါလေးဆရာယူတဲ့ဟာလေးမတွေ့ဘူးတော့ဆရာ။ဘယ်ဟာလဲမသိဘူးဗျ။ဆရာနားမနားဘူး။ဒီလိုပါနော်ခါလေးပါဟုတ်ဆက်မပြပါအောင်ဘယ်လိုပြရလဲကင်မရာလဲကြည့်လို့ရလားအင်းကျွန်တော်ကင်မရာ တွင်ပြင်နောက်ခံကားချက်တို့ပြောင်းအော်ဆရာမအဲ့ဒါသိပြီသိပြီဆရာမကအခုရွေးထားတာကအဲ့ဒါနောက်ခံကားချက်ကြီးဖြစ်နေပြီဇက်ကောင်လည်းမဟုတ်ပဲနဲ့လေအဲ့တော့ညာညာဘက်ချက်အောင်သွားလိုက်ညာဘက်ချက်မှာအကျဉ်းတော့ကျွန်တော်ပြောပြမယ်ဟုတ်ပြီဟုတ်ပြီဒီလိုမျိုးဒီလိုမျိုးဆရာမကအခုဒီဘောင်သွားရေးထားမိလို့ဘောင်ရွေးထားရင်သူ့မှာဘောင်ကဘယ်လိုပြောရလဲကျွန်တော်ဇက်ကနောက်ကောင်ဇက်ကောင်နေရာစကားမပြောလို့လေကျွန်တော်ဇက်က ဇာတ်ရုပ်တွေအမဲစကားပြောတာဟုတ်တယ်လားဒီဒီအိုက်ကန်ကောင်းရုပ်လေးကိုပြန်နေလိုက်အဲအမအမပြန်ပို့လိုက်အဲ့ဒါသူပြင်နေမှာဟုတ်ဟုတ်အဲ့ဒါအစမြေပေါ်မလားမင်းချက်အဟိုချင်းနေစဟိုရပြီရပြီဆရာပြန်ပေါ်လာပြီအဲ့ဒါဆိုရင်ကျွန်တော်ကဟိုဘောင်ဇက်ခုံသွားရွေးထားမိရင်သူ့မှာရွေးလျားမှုနဲ့ပတ်သက်တဲ့အခြေအနေမရှိဘူး